အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ရရသည့်အချိန်ခါမှာပေါ့တောထဲမှာအပူချိန်ကလည်းမြင့်တက်နေတော့တယ်တိရက်တွေကလည်း၆ကုန်တာပေါ့တရိတ်ဆန်တွေကလည်းဟိုဘက်ဒီဘက်သွားပြီးတော့အရိတ်ကိုလိုက်ရှာနေတာပေါ့ဘဝစာကလေးမကသူ့ရဲ့ကလေးလေးတွေနဲ့အတူအိမ်ထဲမှာနေထိုင်နေရဲ့ နောက်တော့ကလေးတွေစီကနေညင်းညူတန်းတွေကိုနားထောင်နေတော့တာပေါ့အဲ့ဒီနောက်မှာဝဝစာကလေးမလေးကသူ့ရဲ့ကလေးတွေကိုချစ်စနိုးနဲ့ပြောလိုက်တော့တယ်ကလေးတို့ရေဘာတွေဖြစ်ကုန်ပြီလဲဆိုတာကြည့်ပါအောင်လားနေပူချိန်ကြောင့်အမေတို့ရဲ့အတောင်ပံတွေတောင်လောင်ကုန်ပြီကလေးတို့ကအေးတဲ့အရာကိုစားချင်လို့ပူစားနေကြတယ်အမေတို့ကဆင်းရဲတယ်လေအမေတို့ကဘာမှရှိတာမဟုတ်ဘူးမေတမီးကအိုင်စကရင်စားချင်တယ်အိုင်စကရင်ကရင်ထဲကိုအေးစေတယ်လေ ။သမီးကအိုက်စကရီးအားကြိုက်တဲ့ဟာကိုရန်နဲ့အရသာရှိရာမမီရဲ့ဘဝစာကလေးမကတဖြည်းဖြည်းချင်းစီပြုံးပြပြီးတော့စိတ်ညစ်သွားတော့တယ်။ကလေးတို့ရေအမေလည်းကလေးတို့လိုအိုက်စကရီးကြိုက်တာပဲ။ဒါမဲ့အမေတို့ကရန်ကိုဆင်းရဲတာ။အိုက်စကရီးဝယ်ဖို့အတွက်လည်းပတ်စံရှိတာမဟုတ်ဘူး။ကြည့်ပါဦးလား။အမေတို့အိမ်ကြီးချင်းနဲ့အားလုံးကချမ်းသာကြတာ။အဲအားကြောင့်မလို့သူတို့ကအိုက်စကရီးဝယ်စားနိုင်ကြတာပေါ့။ပြီးတော့အားလုံးကရန်ကိုလည်းဝမ်းသာနေကြတာ။ အမေတို့ကဘဲချင်းညမှာအဲ့လိုနေမျိုးပိုင်ဆိုင်ရမလဲဆိုတာမသိတော့ပါဘူးဝဝါစာကလေးမလေးရဲ့စကားကိုနားထောင်ပြီးတော့ဝဝါစာကလေးမရဲ့အိမ်သားကတစ်ပင်မှာထိုင်နေတဲ့ဇပယ်ကျက်တူရီနဲ့မင်းမင်းကျက်တူရီတို့ကရီလိုက်တော့တာပေါ့အဲ့နောက်မှာမင်းမင်းကျက်တူရီကဝဝါစာကလေးမလေးကိုနှောင်ပြောင်းရင်းနဲ့ပြောလိုက်တော့တယ်ကြည့်ပါဦးကြည့်ပါဦးဝဝါကဝမ်းနေနေတဲ့ပုံပဲသူ့ရဲ့ကလေးတွေကိုအိုင်စခရီးနဲ့ဝယ်မကျွေးနိုင်လို့တယ်လေတနာဖို့ကောင်းလိုက်တာကွယ်ငါမှာတော့သူ့ကိုကြည့်ရင်လည်းအယောင်စိတ်မကောင်းဖြစ်မိတယ် စပယ်ချက်တူရေးမာလီယာရှိပြီးတော့ပြန်ပြောလိုက်တယ်။ဟုတ်ပါနော်။သူ့စီမှာအိုင်စကရီးမ်ဝယ်စားဖို့တောင်ပတ်စံရှိတာမဟုတ်ဘူး။စင်းရဲသားတွေဘလို့များနေမလဲလို့ကျွန်မကြည့်နေနေတာ။ဘဝစားကလေးမကအဲ့စကားတွေကိုကြားပြီးတော့ထောက်လိုက်တော့တယ်။စိတ်မပါနဲ့ကလေးတို့ရဲ့အမေတို့အလွယ်တကူအရှုံးပေးလို့မဖြစ်ဘူး။ကောင်းတာတွေဖြစ်လာတော့မှာပါ။အမေကကလေးတို့ကိုဂရုပေးရဲ့။အမေကလေးတို့ကိုတေချာပေါအိုင်စကရီးမ်ချေးပါမယ်။ ဘဝစာကလေးမလေးကမြေကမ်းနားမှာထိုင်နေရပေါ့နေပူတဲ့ဒံရောင်အလေးမထားမိတော့ပဲကလေးတွေကိုဘလိုမျိုးအိုင်စကရီးမ်ဝယ်ကြည့်ရမလဲဆိုတာကိုပဲတွေးရင်းနဲ့ရင်ထဲမှာပူနေတော့တယ်သူ့ရဲ့မျက်ရည်တွေကဝဲနေပြီးတော့ဖျားစီမှာဆူတောင်းနေရပေါ့ဘဝစာကလေးမကမိုးကောင်းကင်ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ဖျားသခင်ရဲ့ကျမမှာကလေးတွေကိုပြောင်းအောင်ထားဖို့အတွက်ဘာမှမရှိဘူးဖြစ်နေတယ်ကျမမှာအိုင်စကရီးမ်ဝယ်ကြည့်ဖို့တောင်ပတ်စံမရှိဘူးရယ်ကလေးတွေကအရန်ကိုမျောလင်းနေကြတာ တနာတော်အဖြစ်ကုညီပေးပါနော်ဖရာရဲ့လမ်းပြပေးပါနော်သူတို့လိုချင်တဲ့ပျော်ရွှင်မှုကိုပေးနိုင်မှုအတွက်ဆောင်မပေးပါနော်ဝဝစာကလေးမရဲ့ဆုတောင်းကိုကြားပြီးတော့မွေးမယ်တော်ကရောက်လာတော့တယ်အဲ့နောက်မှာဝဝစာကလေးမရဲ့အရှိမအရိတ်မဲကြီးပေါ်လာပြီးတော့အရန်အောင်ချောမောလှပါတဲ့မွေးမလေးကထွက်ပေါ်လာရပေါ့သူ့ရဲ့မျက်လုံးတွေကတောက်ပနေတော့တယ်ဝဝစာကလေးမရဲ့အနားကိုရောက်လာပြီးတော့သူ့ရဲ့ตาရခြုံမြလာတဲ့အတန်းနဲ့ပြောလိုက်တော့တယ်နင်းဆုတောင်းကိုငါကြားခဲ့တယ်ဝဝါ နေရနေ့ကလေးတွေကိုအိုင်စကရင်ချေးချင်တာကြောင့်မဟုတ်လား။ဘဝစကလေးမကအံ့ဩပြီးတော့ကြောက်ကြောက်နဲ့မွေမလေးကိုပြောလိုက်တော့တယ်။နေနေကဘာလုပ်လဲ။ပြီးတော့နေ့အတန်ကဘာလို့အဲ့လောက်တောင်ချုံမြိန်နေရတာလဲ။ပြီးတော့ဘလို့လုပ်ပြီးတော့ဆူတောင်းတာကိုကြားနိုင်ရတာလဲ။ငါမွေမလေးတော်ရဲ့အဆောင်ရှောက်ပေါ့။တတော်လုံးကိုလိုက်ပတ်ပြီးတော့အားလုံးရဲ့ဆူတောင်းကိုလိုက်နာထောင်တယ်လေ။နေ့ရနာကျင်မှုတွေကိုငါခန်းစားခဲ့ရတယ်။ မင်းရဲ့နှလုံးသားထဲမှာကလေးတွေအတွက်ဘလောက်တောင်အချစ်တင်နေဖြစ်နေလဲဆိုတာကိုငါသိပါတယ်။တကယ်လို့နင်သာကူညီပေးနိုင်မယ်ဆိုရင်ငါအရန်ဝမ်းသာအမဒါမဲ့နင်ငါ့ကိုဘလို့ကူညီပေးနိုင်မှာလဲ။ငါကအရန်ကိုစင်းရတာ။ငါစီမာမှာပြန်ပေးစရာဘာမှမရှိတာ။ဘလို့လုပ်ပြီးတော့နင်ရဲ့အကူအညီကိုရနိုင်မှာလဲ။နင်လိုချင်တာမှန်သမျှကိုငါပေးနိုင်တယ်။ငါနဲ့ကိုမော်အိုင်စကရီးတစ်ပင်စီကိုခေါ်သွားပေးမယ်။အဲ့ဒီတစ်ပင်ကနေမရေမတွက်နိုင်တဲ့အိုင်စကရီးတွေကိုယူလို့ရတယ်။ ဒါမဲ့နေ့ရက်ယူရချက်ကတော့မှန်ကန်မှဖြစ်မယ်နော်။ဘယ်တော့မှလောဘကြီးလို့မရဘူး။ပြီးရင်ကလေးတွေကိုလည်းအမြဲတမ်းစိတ်ရင်းနဲ့ချစ်ပေးနိုင်ရမယ်။ဘဝစားကလေးမကအံ့ဩသွားပြီးတော့မျှော်လင့်ချက်အပြည့်နဲ့မေးလိုက်တော့တယ်။ဘာ?နေ့တကယ်ဘယ်အဲ့လိုလုံနိုင်တာလား။မော်အိုင်စကရီးတစ်ပင်ဟုတ်လား။အဲ့ဒါဆိုရင်လည်းငါကတိပေးပါရဲ့။ဘယ်တော့မှလောဘမကြီးပါဘူး။အမြဲတမ်းမှန်ကန်တဲ့လမ်းကိုပဲရှောက်ပါမယ်။ဒါဆိုငါနဲ့အတူလိုက်ခဲ့။အဲ့ဒီတစ်ပင်ကိုငါလိုက်ပြပေးမယ်။ မွေမကဝဝဆာကလေးမကိုတောနဲ့ထဲကိုခေါ်သွားလိုက်တော့တယ်။အဲ့ဒီမှာကြီးမားလာတဲ့အပင်တွေရှိတော့တယ်။အဲ့ဒီအပင်မှာအိုက်စကရီးမအများကြီးကတွဲလောင်းကျနေတာပေါ့။အဲ့ဒီအပင်တစ်ပင်ရဲ့အရိုက်ကလည်းရံ့ကိုအေးမြလွန်းလာတယ်။လေလေးတွေကလည်းဖြင်းဖြင်းစွာတိုက်ခတ်နေတဲ့အပြင်အိုက်စကရီးတွေအေးပြောပြီးတော့အောက်ကိုပြုတ်ကျတဲ့အတန်အောင်လည်းကြားနေရတာပေါ့။ဝဝဆာကလေးမကလည်းအံ့ဩပြီးတော့မော်တစ်ပင်ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ဟာဒါကမဖြစ်နိုင်ဘူးလေ။ဒါကဘာလဲ။ တကယ်ကိုအိုက်စခရီးမင်းလားဒါကအိုက်စခရီးတက်ပင်မယ်နင်းစိတ်ကြအိုက်စခရီးကိုယူသွားလို့ရတယ်နင်းရဲ့ကလေးတွေကိုလည်းအမြဲတမ်းပျော်ရွှင်အောင်ထားပေးနိုင်လိမ့်မယ်ဒါမှမှတ်တော့ထားနော်ဘယ်တော့မှလောဘမကြီးမိစေနဲ့တကယ်လို့နင်းသာနင်းရဲ့ယူရချက်ကိုပြောင်းလဲလိုက်ရင်ဒီတက်ပင်ကနင်းမှာရှိသမျှကိုယူသွားလိမ့်မယ်ငါကမော်အိုက်စခရီးတက်ပင်မယ်ငါအမြဲတမ်းနှလုံးသားထဲမှာအမှန်တရားနဲ့ချစ်ချင်းမြတ်တာတွေပြည့်နေနေတဲ့သူ့ကိုပဲအမျိုးမျိုးသောအိုက်စခရီးတွေကိုပေးတာ တကယ်လို့ရွယ်ချက်တွေသာပြောင်းလဲသွားရင်သူ့ဆီကနေအရာမှန်သမျှကိုငါယူပစ်မှာဘဝစားကလေးမကမှော်တစ်ပေကိုကြောက်ကြောက်လန့်လန့်နဲ့ပြောလိုက်တော့တယ်နားလေပါပြီကလေးတွေအတွက်ပဲအိုင်စကရင်ယူပါမယ်ဘရုံးမလည်းလောဘမကြီးပါဘူးဘဝစားကလေးမကအပင်ကနေအိုင်စကရင်ကိုခုယူလိုက်တော့တယ်နောက်တော့ကလေးတွေစီကိုရောက်လာတော့တယ်ကလေးတွေကအိုင်စကရင်ကိုတွေ့ပြီးတော့ပျော်လွန်းလို့ထားခုန်ကြတော့တာပေါ့အဲ့နောက်မှာဝဝစာကလေးမရဲ့ကလေးတွေကအိုင်စကရင်စားရင်းနဲ့ဝမ်းသာပြီးတော့ သူတို့ရဲ့အမေကိုပြောလိုက်တော့တယ်။အမေ၊တမီးတို့အိုင်စကရီးမ်စားခွင့်ရခဲ့ပြီ။အိုင်စကရီးမ်ကအရင်ကရတာရှိရပဲ။တမီးတို့ထပ်ပြီးတော့စားတင်သေးတယ်။ဟိုကစားကလေးမကပြုံးပြီးတော့ကလေးတွေကိုဖက်လိုက်တော့တယ်။ဒီအိုင်စကရီးမ်ကစားကောင်းနေတာကသူ့ရဲ့ရတာကြောင့်ပဲမဟုတ်ဘူး။အမေတို့ရဲ့အချစ်တွေကြောင့်ရတာရှိနေရ။ဒီမှာကြည့်ကလေးတို့ရဲ့အမေသာစိတ်ရင်နဲ့ဆူတောင်းပေးမယ်ဆိုရင် လောကကြီးကအမေတို့ကိုကူညီပေးမှာပါ။ဘဝစာကလေးမရဲ့အကြောင်းကတတော်လုံးပြည့်နှံ့သွားတော့တယ်။ ကျင်းငယ်တွေအားလုံးကလည်းစစ်မှန်တဲ့အချက်နဲ့စစ်မှန်တဲ့အမှန်တရားကိုနားလည်သွားကြတော့တယ်။အဲ့နောက်မှာဝဝစာကလေးမကမှော်တစ်ပင်နဲ့အတူပြျော့ပြော့ရွှေရွှေနေထိုင်သွားပါတော့တယ်။ဟိမာလီတောမှာရောင်ချွဖို့ကောင်းတဲ့ဝဝစာကလေးမကနေထိုင်နေတာပေါ့။သူ့မှာရွှေဝါလို့ခေါ်တဲ့သမီးလေးတယောက်လည်းရှိတော့တယ်။ သူတို့သားမီးနှစ်ယောက်ကတစ်ပင်ရဲ့အကိုင်းခတ်ပေါ်မှာပဲအတိုက်ဆောက်ပြီးတော့နေထိုင်ကြတော့တယ်။တခြင်းလေးတွေကိုလည်းတီဆိုပြီးတော့နေလိရှိတာပေါ့။တရက်မှာတော့ဝဝဆာကလေးမလေးကသူ့ရဲ့အမေကိုမေးလိုက်တော့တယ်။နားထောင်ပါဦးအမေ။တမီးတို့ကအမြဲတမ်းဒီလိုမျိုးပြပြရွှေရွှေမဲ့နေထိုင်သွားကြရမှာမဟုတ်လား။အဲ့စကားကိုနားထောင်ပြီးတော့ဝဝဆာကလေးမကပြုံးပြီးတော့သူ့ရဲ့တမီးကိုပြောလိုက်တော့တယ်။ဟုတ်တာပေါ့တမီးရဲ့။တော်ရစိမ့်ဆိုနေသူရဲ့စိုးရင်စရာမရှိဘူး။ဒါပေမဲ့တခုတော့မှတ်ထားနော်။ အမေတို့ကအမြဲတမ်းတောကိုစောင့်ရှောက်မှဖြစ်မယ်။တကယ်လို့အပင်နေတာခြောက်ထွေသွားရင်ဘယ်လိုလုပ်ကြမလဲ။အဲ့ဒီချိန်မှာရွှေဝါစာကလေးမကဝမ်းသာပြီးတော့မေးလိုက်တော့တယ်။အမေ၊တမီးကဘယ်လိုမျိုးတောကိုစောင့်ရှောက်ရမှာလဲ။ဘိုးဝါစာကလေးမကပြန်ဖြေလိုက်တော့တာပေါ့။အပင်နေကိုထိခိုက်အောင်မလုပ်ရင်အပင်လေးတွေကိုစောင့်ရှောက်ရင်ပြီးတော့အပင်လင်းတွေကိုထပ်ပြီးတော့စိုက်ပြောရင်တောကြီးကအမြဲတမ်းစိမ့်လန်းဆိုပြနေလိမ့်မယ်တောကြီးသာစိမ့်လန်းဆိုပြနေရင် အရေးအဝါဒတတိတွေနဲ့လေးအေးလေးတွေကိုရမှာပေါ့အဲ့ဒါဆိုရင်အမေတို့မှစိုးရင်စရာလည်းမရှိတော့ဘဲနဲ့ခြေအတိုင်းပြပြရှူရှင်နေထိုင်လို့ရမှာပေါ့အဲ့လိုနဲ့ပဲတာမီနှစ်ယောက်ကအချင်းချင်းစကားပြောနေကြတော့တာပေါ့ရက်အနှဲငယ်ကြာလာတဲ့နောက်မှာတော့တော်ရရန်ကိုပူပြင်းလာတော့တယ်နေမင်းကြီးကလည်းအားမလျှော့ဘဲနဲ့အပူတွေကိုပို့ပြီးတော့ထုတ်ပေးနေတော့တာပေါ့တော်ရရရေရိုင်းနေအားလုံးကလည်းခန်းချောက်သွားတော့တယ်တိရွတ်တွေကလည်းကြွေကြပြီးတော့တစ်ပင်တွေကလည်းခြောက်ထွေသွားတော့တာပေါ့ ကျင်းကတဲ့အားလုံးအတွက်နေစရာအိမ်ကမရှိဖြစ်လာတော့တယ်။အဲအားကြောင့်လဲကျင်းကတဲ့အားလုံးကစိတ်ညစ်နေကြတော့တယ်။အဲ့ဒီအချိန်မှာချက်တူရေးမကပြောလိုက်တော့တာပေါ့။ဟာဒီနေရာတည်းကလည်းရမ်းဟိုပူပြင်းတာပဲ။အခုဘယ်လိုလုပ်ကြမလဲ။အရှိတ်အဝါသားကလည်းမရှိတော့ဘူး။အခုဘာလုပ်ကြရောမလဲဟမ်။ချက်တူရေးမရဲ့စကားကိုနားထောင်ပြီးတော့ခုမလေးကပြောလိုက်တော့တယ်။တခုမဟုတ်တခုနီးနှံရှာမှဖြစ်တော့မယ်။မဟုတ်ရင်ငါတို့အားလုံးအပူလောင်ပြီးတော့သေသွားကြလိမ့်မယ်။ ဒီနေပူရန်ကဒီနေပူရန်ကနေလွတ်မြောက်ဖို့အတွက်နီးတစ်ခုခုရှာမှဖြစ်မယ်။ဝဘာစာကလေးမလေးကလည်းစိတ်ညစ်နေတော့တာပေါ့။အရှိတ်အဝါသားရဲ့အောက်မှာနေမှဖြစ်လိမ့်မယ်။ဒါမဲ့ဘယ်ဟူသွားရမှာလဲ။အဲ့ဒီအချိန်မှာအဖိုးကိုကြက်တူရဲ့တပြင်းချပြီးတော့ပြောလိုက်တော့တယ်။အင်းအဖိုးတို့ရဲ့ဘိုးဘေးတွေခစ်တုံးကတော့ဒီလိုမျိုးတစ်ခါမှမကြုံခဲ့ရဘူးဘူး။ကြည့်ရတာတော့တော့အရန်အောင်အားနေနေတူတယ်။ ဒီတော့ရဲ့တော့မာနေတဲ့ချင်းငတ်တွေကိုကယ်တင်ဖို့အတွက် အဖိုးတို့တစ်ခုမဟုတ်တစ်ခုလုံးမှဖြစ်တော့မယ်။ချင်းငတ်တွေအားလုံးကတနေရာထဲမှာစုဝေးပြီးတော့စဉ်းစားကြတော့လေ။ဘဝစာကွင်းမှာကအားလုံးထဲမှာအငယ်ဆုံးဖြစ်ပေမဲ့အထက်မြတ်ဆုံးသူတယောက်ဖြစ်တော့တယ်။သူကချင်းငတ်တွေအားလုံးရဲ့စကားကိုနားထောင်ပြီးတော့ပြောလိုက်တော့တယ်။နားထောင်ပါအောင်တငယ်ချင်းတို့အကြံတစ်ခုစဉ်းစားမိတယ်။မြေမြပြပြပါဘဝ။တမိပါရီစဉ်းစားလို့ရထားလဲ။ ဒီအပူတဲကနေလွတ်မြောက်သွားဖြစ်မယ်။နားထောင်ပါအောင်တငယ်ချင်းတို့တကယ်လို့စိမ့်ဆူနေတဲ့မြက်တွေနဲ့အိမ်ဆောင်မယ်ဆိုရင်အေးအေးတန်ကိုခန်းစားနိုင်တယ်လေ။အဲ့ဒါဆိုရင်အိမ်ထဲမှာပဲအေးအေးစစ်စစ်အနားယူလို့ရတာပေါ့။အဲ့ဒီမြက်ရင်ကအပူတဲကနေလဲကာဝယ်ပေးလိုက်မယ်။ပြီးရင်လုံလဲလုံကြုံလိုက်မယ်လေ။အကြံသဘောကျကြရဲ့လား။အဲ့ဒီချိန်မှာခိုးကပြောလိုက်တော့တယ်။အင်းဒါပေမဲ့ဒီလောက်ကြီးတဲ့အိမ်ကိုဘယ်လိုဆောက်မှာလဲ။အကိုကြီးညီမလေးတို့အတူတူပူးပေါင်းပြီးတော့မြက်ရင်ကိုဆောက်ကြတာပေါ့။ อืมတကယ်လို့ညီမလေးတို့ဒါစ조사မယ်ဆိုမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။음စဉ်းစားကြည့်ပါဦး။ကျင်းငယ်တိုင်းရဲ့조사မှုအနေငယ်တိုင်းကမျက်ရင်ကိုအမြန်ဆုံးပြင်းပြောက်စေနိုင်တယ်လေ။နေရာတည်းရဲ့အပူတန်းအနေနဲ့ကောက်ွယ်ပေးနိုင်မယ်အိမ်လေးပေါ့။ဟိုဝါစာကလေးမရဲ့စကားကိုနားထောင်ပြီးတော့ကျင်းငယ်တွေအားလုံးကလက်ခံလိုက်ကြတော့တယ်။နောက်နေ့တည့်ရက်မှာကျင်းငယ်တွေကအလौဆလုပ်ကြတော့တာပေါ့။တောင်းကအရေးဆုံးမျက်တွေကိုခူးလာလိုက်တော့တယ်။ကျက်တူရီမလေးနဲ့ခုံမလေးကຫນွယ်ချိုးတွေကိုယူလာလိုက်တော့တယ်။ ဟိုဝါစာကလေးမလေးနဲ့ရွှေဝါစာကလေးမတို့ကနွယ်ပင်နေနွယ်ကြိုးတွေကိုသုံးပြီးတော့အိမ်ရဲ့နေရည်နေပြုတ်လိုက်ကြတော့တယ်။အလောက်ကတဖြည်းဖြည်းနဲ့ပြီးမြတ်ဖို့နီးကပ်လာတော့တယ်။ဟိုဝါစာကလေးမကအားလုံးအကြံပေးလိုက်တော့တယ်။တွေ့လားတကယ်ချင်းတို့အားလုံးအတူတူပူးပေါင်းပြီးတော့စူးစမ်းရုံနဲ့အရာအားလုံးပြီးမြောက်နိုင်တယ်လေ။တီးခံပြီးတော့နောက်ထပ်စူးစမ်းမှဖြစ်မယ်။စူးစမ်းမှုရဲ့ရလဒ်ကတနေ့တော့ရလာမှာပါ။အိမ်မပြီးခင်မှာပဲကျင်းကတော်တော်များများကစိတ်ကုန်လာကြတော့တယ်။ တည့်ရက်မှာတော့ကြက်တူရဲကပြောင်းလိုက်တော့တယ်ဒေလောက်ကအရန်ကိုခတ်တာပဲငါတို့ကအရန်ကိုသိငယ်လို့နဲ့လေဘလို့လောက်ပြီးတော့ဒီလောက်ကြီးမားတဲ့မျက်ရည်ကိုစောက်လို့နိုင်မှာလဲဟိုဝါစာကလေးမကပြောင်းပြီးတော့ပြောင်းလိုက်တော့တယ်ပြွက်စိတ်လေးကစူးစမ်းပြီးတော့သူ့ရဲ့အိမ်ကိုစောက်တဲ့အတိုင်းပြားကောင်လေးကဝိကီတွေကိုစူဆောင်းတဲ့အတိုင်းပေါ့ကျိုးစားမှုသေးသေးလေးတွေကလည်းကြီးမားတဲ့အောင်မြင်မှုကိုစောင့်ယူလာနိုင်တယ်လေအဲအကြောင်းညီမလေးတို့လည်းဇွဲမလျှော့ပဲနဲ့ကျိုးစားကြအောင်လीနော် ဟိုဝါဆာကလင်းမလေးရဲ့ကျူးစားမှုတွေကြောင့်နောက်ဆုံးမှာတော့မျက်ရည်လေးကဆောက်လုပ်လို့ပြီးသွားခဲ့တော့တယ်။ကျက်တူရေးလေးကလည်းပျော်ပြီးတော့ပြောလိုက်တော့တယ်။မျက်ရည်လေးကအရောက်လှတာပဲ။အေးလဲအေးနေရောပဲ။အိမ်ထဲမှာဆိုလုံးဝပူတော့မှာမဟုတ်ဘူး။အထက်ကနေလေးအေးလေးတွေကအပြေုံတိုက်ခတ်နေရဲ့။တကယ်ဥမော်ဆန်တာပဲ။အခုတော့အပူတန်းကိုကြောက်စရာမလိုတော့ဘူး။ပူပြင်းတဲ့အတွက်လည်းစိုးရိမ်စရာမလိုတော့ဘူးပေါ့။အေးစစ်စစ်နဲ့ဒီမှာနေလို့ရသွားပြီ။ အဲ့နောက်မှာတော့ရွှေဝါစာကလေးမလေးကပြောလိုက်တော့တယ်။အမေဒီမြဲ့ရင်လေးကသမီးတို့ရဲ့အိမ်အနေနဲ့အများနဲ့ရှိနေမှာလား။ဘဝစာကလေးမကချစ်စနိုးနဲ့ဖက်လိုက်တော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။အင်းအမေတို့ကဂယုတဆိုင်နဲ့စောက်ရှောက်မယ်ဆိုရင်ဒီအိမ်လေးကအများနဲ့အတွက်ရှိနေမှာပေါ့။အမေတို့ကအများနဲ့အတူတကွနဲ့ဒီအိမ်ကိုစောက်ရှောက်ကြရမှာပေါ့။အဲ့ဒါမှစိတ်နှမ်းနေမှာ။အဖိုးကိုချက်တူရေးရလဲလက်ခံတဲ့အနေနဲ့ခေါင်းညှိလိုက်တော့တယ်။ ဒီတော့ဆောင်းရှောက်ဖို့အတွက်ငါတို့ကတာဝန်ဆိုတာကိုနားလည်ထားမှဖြစ်မယ်။အနာဂတ်မှာလှပနိုင်ဖို့အတွက်ကငါတို့ရဲ့တာဝန်ပဲလေ။တပင်းနေမခုံရင်ရေတွေကိုတသွင်သွင်းစီးဆင်းအောင်လုပ်နိုင်လို့ရှင်။ဘယ်တော့မှဒီဒုက္ခကိုကြုံတွေ့ရတော့မှာမဟုတ်ဘူး။ဘဝဆောင်လေးမကအားလုံးဆုံးမလိုက်တော့ရင်ငါတို့ရဲ့တော့ကငါတို့အများကြီးပေးထားတယ်လေ။ဒါပေမဲ့ဒီတော့ကိုကောက်ွယ်ဖို့အတွက်ဆိုငါတို့လည်းအများကြီးလှုပ်ပေးဖို့လိုအပ်လိမ့်မယ်။ တော်ရီကိုတားရအောင်စိမ့်လန်းအောင်လှုပ်ထားနိုင်မယ်ဆိုရင်အမြဲတမ်းပြပြရွှင်ရွှင်နဲ့လုံလုံခြုံခြုံနေထိုင်ရလိမ့်မယ်အဲ့နောက်မှာတော့ကျင်းကတိအားလုံးကတော်ရုံစိမ့်လန်းအောင်လှုပ်ဖို့အတွက်ဘာမစုံလုံးမဲ့အကြောင်းပြောဆိုလိုက်ကြတော့တယ်။သူတို့ကအပင်သစ်လေးတွေကိုစိုက်ပြုတ်လိုက်ကြတော့တယ်။ရှီပီတာတစ်ပင်တွေကိုလည်းဂရုစိုက်ကြတော့တယ်။နောက်တော့ရေတတင်းတင်းစီစင်းပြီးမညစ်ပတ်အောင်လည်းလှုပ်ကြတော့တယ်။အခုတော့တော်ရီကအရင်ကထက်ပိုပြီးတော့စိမ့်လန်းလာတော့တယ်။ ကျင်းကတည်းရဲ့မျက်ရည်လေးတွေကလည်းအေးချမ်းမှုတွေကိုပေးနေတော့တာပေါ့ကျင်းကတည်းအားလုံးကအရင်ကအတိုင်းပြပြွှွှွှွှွှနဲ့နေထိုင်ကြတော့တယ်လူရသည်ကိုရောက်လာတဲ့အချိန်တိုင်းကျင်းကတည်းအားလုံးကဘဝစာကလေးမှလေးစောက်ထားတဲ့မျက်ရည်လေးမှလာနေထိုင်ကြတော့တယ်နောက်တော့အပူတွေကနေလွတ်မြောက်စွာနေထိုင်ကြတော့တာပေါ့ဘဝစာကလေးမှလေးနဲ့ရွှေဝါစာကလေးမှတို့ဟာသူတို့ရဲ့ကြိုးစားမှုအနည်းငယ်ကတတော်လုံးရဲ့အမြင်ခိုးစရာဖြစ်လာတာကြောင့်ဝမ်းသာနေကြတော့တယ် အဲ့လိုနဲ့ပဲဝဝစာကလေးမရဲ့ထမြက်မှုနဲ့ကြိုးစားမှုတွေကြောင့်တတော်လုံးမှာရှိတဲ့ကျင်းကတည်းကလည်းလုံလုံချုံချုံနဲ့ပျော်ရွှင်စွာနေထိုင်သွားကြတော့တာပေါ့တော့အထဲမှာပေါ့ဝဝစာကလေးကတိုင်းငယ်စီကိုအလောက်တောင်းမှုရောက်လာခဲ့တယ်ဟဲ့ဝဝ ငါလေထဲမှာအလုံးလုံးနေတဲ့ငှက်တွေအခုဆိုအများကြီးရှိနေပြီ။နောက်ထပ်ငှက်တွေငါမလိုတော့ဘူး။ကောင်းပါပြီကိုကြီးတိုက်ငှက်။ဒါဆိုရင်ညီမတခြားနေရာမှာအလုပ်သွားရှာလိုက်ပါမယ်။စိတ်ထက်ကြပြီးတော့ဝမ်းနဲ့စွာနဲ့ဝဝဆာကလေးကအိမ်ပြန်လာနေတော့လမ်းမှာဖျဲသေးတလုံးလှဲကျနေတာကိုတွေ့လိုက်တယ်။ဝဝဆာကလေးကဖျဲသေးကိုကောက်ပြီးတော့အိမ်မက်ကိုယူလာခဲ့တာပေါ့။ဘဝကဖျဲသည့်ယူလာတာကိုကာလူကြီးကမြင်လိုက်တယ်။ဟာဒီဖျဲသည့်ကိုငါကောက်ယူမလို့ပဲ ဒါမဲ့ဒီအဆုတ်ပလုတ်စားကလေးမှယူသွားပြီကာလူကြီးကန်းကချမ်းသာတဲ့အိမ်ကလာတာမလို့တောထဲမှာတခြားငှက်တွေကိုသိမ့်မကြိုက်ဘူးတစ်ဖက်မှာတော့ဝဝစားကလေးကဖျဲသိမ်းတဲ့အတူအိမ်ကိုရောက်လာတယ်ဟဲမမေဒီနေ့ဖျဲသိမ်းယူလာတာလားဒီနေ့အိမ်ကိုပြောစရာကောင်းတာပဲနော်ဟုတ်တယ်သားလာအခုဒီဖျဲသိမ်းကိုမြင်မြင်စားကြမယ်နောက်တစ်နေ့ကျက်တူရွေးစားကလေးစီရောက်လာပြီးတော့ညီမရေဒီပစံလေးတွေကမင်းယောက်ျားမသိခင်သူ့ဆရာနေငါချီးထားတာလေ တကယ်တော့မင်းယောက်ျားအရန်ကောင်းတဲ့သူပါပဲလူတိုင်းကိုကူညီတတ်တယ်အဲ့ဒီနောက်ဝဝစားကလေးကတောရဲမှာအလှူရှာဖို့အတွက်ထွက်လာခဲ့တယ်အလှူရှာရင်းနဲ့ရန်ကိုပြန်မှန်းသွားမိမဲ့ဘာလုံးမမရဘူးပေါ့အဲ့ဒီချိန်ငှက်တကောင်ကဖျဲသည့်တက္ကစီနဲ့ဝဝစီကိုရောက်လာပြီးတော့စားကလေးမကြီးငါတခြားတော့ကနေလာတာငါမှအကြောင်းကိစ္စတစ်ခုရှိလို့ဒီတက္ကစီကိုရောင်းရမယ်မင်းတထောင်နဲ့ဝယ်မလားဟုတ်ကဲ့ကိုဒီတက္ကစီနဲ့အလုပ်ကောင်းကောင်းမွန်မွန်ဖွင့်လို့ရတယ် အဲ့နောက်ဝဝကစက်တူရေးပြန်ပေးထားတဲ့ပစ္စံနဲ့တက္ကစီကိုဝယ်လိုက်တယ်။တကယ်တော့အဲ့ဒီငှက်ကခိုးထားတဲ့တက္ကစီကိုရောင်းပြီးတော့ထွက်သွားတာ။တနာစီယာဝဝစာကလေးမကအဲ့ဒီတက္ကစီကခိုးထားမှမသိခဲ့ဘူးပေါ့။တစ်ဖက်မှာတော့တိတ်ငှက်ကသူ့ရဲ့တက္ကစီဘယ်သူခိုးသွားလဲမသိလို့အရန်ကိုစိတ်ပူနေတယ်။ဝဝစာကလေးကတော်ရရငှက်တွေကိုတက္ကစီနဲ့တတော်ကနေတတော်ကိုပုတ်ပေးပြီးတော့ညတိုင်းအစားအသောက်ကောင်းတွေဝယ်လာနိုင်တာပေါ့။အခုတော့ဝဝကတက္ကစီကိုနေတိုင်းမောင်းပြီးတော့ပစံကောင်းကောင်းရလာတယ်။ อืมဆုံးသွားတဲ့ငါးယောက်ကြားတဲ့ကျေးဇူးကြောင့်ငါတက္ကစီမောင်းလို့ငါဘဝပြောင်းလဲခဲ့ရပြီတနေ့ဝဝတက္ကစီမောင်းထွက်ရင်းနဲ့ကြီးကမအပြင်ထွက်လာခဲ့နင်းတော်တော်အဆင်ပြေနေရတော့ဘဝဟုတ်တယ်ဖျဲသည့်တက္ကစီလေးကတော်တော်အလုံးဖြစ်တယ်အဲ့လိုပြောတော့ကြီးကမအိမ်ကိုပြန်သွားပါတယ်ဒီမဲ့ကိုကလူတခြားငှက်တွေအားလုံးကအလုံးလောက်ပြီးတော့ရှေ့ကိုရောက်သွားကြမယ်ရှင်ကတော့တနေ့လုံးအိမ်မှာလှဲနေရပဲဟဲဘာဖြစ်သွားရလဲ ဘာလို့ငါ့ကိုဒီလောက်ဒေါသထွက်နေရလဲရှင်သိလားဘဝစာကလေးကတက်စီတစည်းဝယ်ထားပြီးတော့အဲ့ဒါနဲ့အများကြီးအမျက်ရတယ်အဲ့တက်စီကငါတို့မှရှင်ငါတို့လည်းတနေ့ပတ်စံရှာနေနိုင်မှာမင်းမှပတ်စံရှင်ယူလာခဲ့ငါဘဝစီသွားပြီးတော့အခုအဲ့တက်စီကိုဝယ်လိုက်မယ်ဟာပတ်စံမှရှိမှမရှိရရှင်ငါကိုယ်တိုင်ဝယ်လိုက်မှာပေါ့ဒါဆိုကျမတို့ဒီလိုလုပ်မယ်သူ့ရဲ့တက်စီကိုခိုးပြီးတော့အရောက်နှစ်အောင်တုတ်လိုက်မယ်လीဟုတ်တယ်မင်းအရမ်းမှန်နဲ့အရောက်ပြောင်းလိုက်အဲ့ဒါငါတို့ဟာဖြစ်သွားလိမ့်မယ် ဒီနေ့ကျမတို့လုံမယ်ဒီညသွားပြီးရင် သူ့ရဲ့တက်စီကိုခိုးမယ်ညရောက်တဲ့အခါမှာတော့ကာလူတို့လေမယားကဖျက်သိတက်စီကိုခိုးသွားကြတော့တယ်နောက်နေ့မနက်မှာတော့ကာလူကတက်စီကိုဆေးတုပ်လိုက်တာပေါ့ဘဝဆောင်လေးတို့သားအမိကအဲ့ရကနိုးလာတော့သူတို့တက်စီကိုမတွေ့တော့ဘူးပေါ့မမေမမေရဲ့တက်စီဘယ်မှာလဲဘသူရေယူသွားရလဲဟင်ဘာမပြောနဲ့သားဒီတက်ဆီနဲ့မမေအမျက်တွေအများကြီးရထားပြီးမလို့အခုအလုပ်သေးစားလို့လို့ရပြီစိတ်မပူနဲ့နော် နောက်နေ့မှာဝဝါကဟင်းသီးဟိရက်ဆိုင်ဒီဇိုင်းဖွင့်လိုက်တယ်။အခုကာလူကြီးကန်းကဝဝါရဲ့တက္ကစီနဲ့ပတ်စံရှာနေတယ်။မိမကြည်စန်းဒီနေ့ငါပတ်စံနေဘလောက်ရလိုက်သလဲ။ဝါကိုကာလူရဲ့ကျမတို့အကြံစီကတကယ်အလုပ်ဖြစ်နေတော့တာပဲနော်။ဒီနေ့တိုင်းငတ်ကကာလူစီကိုရောက်လာပြီးတော့လို့ညီလေးမင်းတက္ကစီနဲ့ငါ့ကိုတခြားတော့ကိုပို့ပေးပါဦး။ဟုတ်ကဲ့ထိုင်ပါကျွန်တော်အခုပဲပို့ပေးမယ်။ကာလူညီငါတက္ကစီလဲဒီလိုမျိုးပဲဖျဲသိမ်းနဲ့စောက်ထားတာ။ ဘသူများငားရဲ့တက်စီကိုခိုးသွားလဲမသိဘူးဒီလိုနဲ့လမ်းမှာသွားရင်လည်းရာသီဥတုကဆိုးလာပြီးတော့တောထဲမှာမိုးသီးထန်စွာရွာလာတယ်မိုးရေတွေကြောင့်မလို့ကာလူကတက္ကစီပေါ်မှာတုတ်ထားတဲ့အရောင်တွေကကျွတ်ထွက်လာတယ်နှကြတော့ကာလူကြီးကန်ကတိတ်ငက်ကိုတခြားတော့ရအောင်ပုတ်ပေးလိုက်ပါတယ်ဒီအချိန်တိတ်ငက်က တက္ကစီကိုကြည့်လိုက်တော့အရောင်တွေအကုန်ဆုံးထွက်သွားပြီမလို့သူ့ရဲ့တက္ကစီဖြစ်နေအောင်တတိထားမိတယ်ဟာဟေးဒီတက္ကစီကငါ့ရဲ့ဟာပဲ ါပေမဲ့အရင်တော့ကတော့တခြားရောင်တုတ်ထားသေးတယ်။အော်အခုငါနားလဲပြီ။ကာလူကြီးကမင်းကငါ့ရဲ့တက္ကစီကိုခိုးပြီးတော့တခြားရောင်တုတ်ထားတာပဲ။မင်းကတခိုးပဲ။ဟဲ့မဖြစ်နိုင်ဘူးကိုသိန်းကဒီတက္ကစီကမင်းရဲ့ဟာဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ဒါငါဟာပါ။မင်းကိုအခုမလွတ်တော့ကာလူကြီးကအဲ့လိုပြောပြီးတော့ကာလူကိုစစ်တူရဲ့ဘရင်ကြီးစီကိုခေါ်သွားလိုက်တော့တယ်။စစ်တူရဲ့ရှင်ဘရင်ဒီကာလူကြီးကတခိုးပါ။ ူကကျွန်တော်ရဲ့တက္ကစီကိုခိုးပြီးတော့အယောင်လဲထားတယ်။အဲဒီနောက်တိုင်ငယ်ရဲ့တက္ကစီဖြစ်ကြောင်းမှန်ကန်တာကြောင့်ကာလူကြီးကန်းကိုအကျဉ်းချဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ကာလူကြီးကတက္ကစီခိုးလို့အပြစ်ပေးခံလိုက်ရပါတော့တယ်။ဒီတဲ့င်းကိုဝဝဆာကလေးကြားသွားတော့ဆင်မကောင်းရင်ကလွဲပြီးတော့ဘာမှမတက်နိုင်ရှာဘူးပေါ့။